ချီကီဆိုဖီယာကိုမတူတလူမတန်တလူဆက်ဆံကမြန်မာရီကိုနှိမ်လိုက်တဲ့ MGI ဥက္ကဋ္ဌနဝံဒီနေ့မှာတော့ Miss Grand International 2025ပြိုင်ပွဲမှာ Top Favorite တူဖြစ်တဲ့ကျမတို့ရဲ့မြန်မာလာမယ်ချီကီဆိုဖီယာတယောက် MGI ဥက္ကဋ္ဌ Mr. နဝရဲ့လူပုံလေးမှာရှင့်ရစီမဲ့အပြုမှုနဲ့ကြုံလိုက်ရတဲ့ဗီဒီယိုဖိုင်အကြောင်းပြောပြချင်ပါတယ် social media မှာပြန့်နှံ့နေတဲ့ video တွေမှာဆိုရင် JK Sophia ကညစာစားပွဲတစ်ခုမှာတချင်းစုဖျော်ဖြေရင် Mr. Nawet ရဲ့စပွဲနာကိုချင်းကပ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Mr. Nawet ကမကြည်ပြူတဲ့မျက်နှာပေးနေတူ JK Sophia ကိုဒီနားမှာလာမလုံနဲ့ဆိုတဲ့ပုံစံမျိုးနဲ့ရုပ်ပြက်ဆင်းပြန်လက်နဲ့နှင်ထုတ်ခဲ့တာကိုတွေ့ရမှာပါ။ဒီပြုမှုဟာမြန်မာနိုင်ငံကိုစားပြုလာမယ်သူကိုမတူတလို့မတန်တလို့ဆက်ဆံပြီးလူမြင်ကွင်းမှာရှက်ခွင်းလိုက်တာပါပဲ။ ဒီဗီဒီယိုကြောင့်ပြည်သက်တွေကြားမှာအတန်တွေနှစ်ဖက်ကွဲသွားခဲ့ပါတယ်တချို့ကနဝရဲ့အပြုမူဟာအင်မတန်မောက်မှပြီးမြန်မာရီကိုတမင်နှိမ်ခြင်းတဲ့သဘောလိုပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။နောက်တစ်ပတ်မှာတော့ JK Sophia ကနည်းနည်း over ဖြစ်သွားတယ်လို့ထောက်ပြသူတွေလည်းရှိသလိုဒါနဝရဲ့ထုံစံမင်းမနစ်ကသဲဆူကြီးလက်ထက်ကလေးကဒီလိုပဲဆိုပြီးပြောနေကြသူတွေလည်းရှိပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဒီဖြစ်ရဲ့ကြောင့်တရဖူနဲ့နီးဆုံးလို့ထင်ကြေးပေးခံနေရတဲ့ချီကီဆိုဖီယာအတွက်တော့အရှင်ဝါကြဆင်းသွားစီခင်တာမှန်ပါပဲပရိသတ်ကြီးရိုအနေနဲ့ရောဒီကိစ္စကိုဘလိုမြင်ပါသလဲနဝဲရဲ့ပြုမှုကမြန်မာတွေကိုတမင်နှိမ်လိုက်တာလို့ထင်ပါသလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ရှင်